အားလုံးပဲမင်္ဂလာပါခင်ဗျာစီးတိုက်ပွဲပြီးကလေးကဥရောပရဲ့စစ်ရင်အားဟာတိတိတတ်တာကြာဆင်းလာခဲ့ပါတယ်1990ခုနှစ်တုန်းကကြီးမားတဲ့စစ်ရင်အားတွေရှိခဲ့ပေမဲ့2024မှာတော့အရင်အင်အားရဲ့အစိပ်ပိုင်းလေးပဲကျန်တော့ပါတယ်ဒီကြာဆင်းမှုကိုနေတုံးမှာမိတွေကတော့ဟာသားဖြစ်ပြောကြပါတယ်ဂျာမနီကငါတို့ဘက်မှာပါလာပြီဆိုရင်ဘာလို့စစ်ပွဲများအရှုံးပေးရတာကဘာသဘောလဲဒါပေမဲ့ဒီလိုနည်းရတွေအဆုံးတတ်တော့မှာပါဥရောပကော်မရှင်ကယူရို800ဘီလီယံတန်လက်နက်ပြန်တပ်ဆင်ရေးအစီအစဉ်ကိုကြေညာလိုက်ပြီးတော့ ဂျာမနီကသူ့ရဲ့ debt break ကိုဖြေလျှော့ဖို့ပြင်ဆင်နေတာကြောင့်ကာကွယ်ရေးအတွက်ဘီလီယံပေါင်းများစွာရလာနိုင်ပါတယ်။ပိုလန်ကလည်း GDP ရဲ့၄ရာခိုင်နှုန်းကိုကာကွယ်ရေးအသုံးစရဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေမှာထည့်သွင်းဖို့အားထုတ်နေပါတယ်။အတူချုပ်ပြောရရင်တော့ဥရောပကလက်နက်ပြန်တက်ဆင်နေပါပြီ။ဒီဘီရိုမှာတော့ဒီလက်နက်ပြန်တက်ဆင်မှုရဲ့အနေအထားဒီပတ်စံတွေဘယ်ရောက်သွားမလဲဆိုတာနဲ့ဒါကတကယ်ပဲကောင်းတဲ့အကြံလားဆိုတာတွေရဲ့အမြင်ကိုမျှဝေသွားမှာပါခင်ဗျာ။ပထမဦးစွာကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာ။ ဒါပြင်ကျွန်တော်တို့ရဲ့ content အသစ်တွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့လိုက်လေးလေးပေးသွားကြပါအောင်ခင်ဗျာဒီစီးရမှာ2023ကနေ2024အတွက်နေတိုးနိုင်ငံတွေရဲ့စစ်အသုံးစရိတ်တွေကိုပြထားပါတယ်မြင်းတဲ့အတိုင်းနိုင်ငံအများစုကသူတို့ရဲ့ budget တွေကို GDP ရဲ့100ခိုင်နှုန်းရည်မှန်းချက်ထက်ပိုများအောင်တိုးမြင့်ထားကြပါတယ်တကယ်တော့ဥရောပမှာဒီရည်မှန်းချက်ကိုမပြည့်မီတဲ့နိုင်ငံ၈နိုင်ငံပဲရှိပါတယ်ဒါပေမဲ့ဒါကအပေါ်ယံပဲရှိပါသေးတယ်ဒီနေရာဒီမှာနေတိုးအသုံးစရိတ်ရည်မှန်းချက်က300ခိုင်နှုန်းဒါမှမဟုတ်3.5ခိုင်နှုန်းထိတက်လာဖို့ရှိပြီး ဒါကလက်နဲ့ပြိုင်ပွဲအသစ်ရဲ့အစပါပဲဗော်တင်နိုင်ငံတွေကအရှိဆုံးကနေဥဆောင်နေပြီးလာမယ့်နှစ်နှင်းငယ်တွင်စစ်သုံးစိတ်ကို GDP ရဲ့900ရာခိုင်နှုန်းထိမြင့်တင်ဖို့ညီမန်းထားကြပါတယ်ပိုလန်ကဒီနှစ်မှာ၄ဒသမ9ရာခိုင်နှုန်းသုံးဖို့စီစဉ်ထားပြီးသူ့ရဲ့စစ်တပ်အင်အားကိုနှစ်ဆကျော်စစ်သားအင်အား2သိန်းကနေ5သိန်းထိတိုးဖို့ကြေညာထားပါတယ်ပြင်သစ်သမ္မတမာခရိုကလည်းသူ့ရဲ့ဝန်ကြီးချုပ်ကိုကာကွယ်ရေးအသုံးစိတ်တွေ200ရာခိုင်နှုန်းကျော်ကနေ300ရာခိုင်နှုန်းထိတိုးဖို့အမိန့်ပေးထားပြီးတော့ တမိုင်းတစ်လျှောက်အသုံးစရိတ်အနည်းဆုံးစပိန်နဲ့ပေါ်တူဂီတို့ကတော့နေ့ရက်ကိုင်းလုံးအထိရီမန်းချက်ကိုရောက်ဖို့ကြေညာထားပါပြီ။အီတလီကတော့အသုံးစရိတ်တိုးဖို့ဖွင့်ထားပေမဲ့ EU အကျိုးတွေကလည်းယင်းနည်းမြုံနယ်ဘက်ကိုပိုသဘောကျတဲ့ပုံပါပဲ။နောက်ဆုံးအဓိကကိစ္စကြီးကတော့ REN Euro လို့ခေါ်တဲ့ Euro 800ဘီလီယံတန် EU ကာဝေးစီစဉ်တဲ့သူဂျာမနီရဲ့ Devrit Amigan စနစ်ကိုအလျှော့ပေးလိုက်တဲ့ကိစ္စပဲဖြစ်ပါတယ်။ EU ကော်မရှင်ရဲ့အစီအစဉ်ကတော့စီးရေးလှုပ်ဆောင်မှုတွေကိုပိုအားကောင်းလာစေဖို့အတွက်အဓိကအချက်၅ချက်ကိုတုံးထားတဲ့ပုံပါပဲ။ ထမချက်ယူရို150ဘီလီယံ EU ကငွေကြေးစည်းကွက်ကနေချေးယူပြီးနိုင်ငံအသီးသီးကိုလက်နက်ဝယ်ဖို့ပြန်လည်ချေးပေးမှာပဲဖြစ်ပါတယ်။အဖွဲ့ဝင်နိုင်ငံတွေက EU လက်နက်ဝယ်ယူရေးဒုံးကျည်တွေအမြောက်တွေလက်နက်ခဲယမ်းတွေနဲ့ drone တွေဝယ်ဖို့နေရာမှာဈေးပိုတက်တာဖို့နဲ့နေတိုးရဲ့ရည်ရွယ်ချက်နဲ့ကန့်ညီတဲ့တခြားကိစ္စတွေမှာကူညီပေးဖို့ပဲဖြစ်ပါတယ်။ဒုတိယချက်က EU နိုင်ငံတွေအနေနဲ့ Stability and Growth Pact SGB မှာတတ်မှတ်ထားသော budget စည်းမျဉ်းတွေကိုကြော်ပြီးတုံးဆွဲလာနိုင်မှာဖြစ်ပါတယ်။ အရင်က GDP ရဲ့300ဂိုင်းနှုန်းအထိပဲတုံးလို့ရမယ်လို့သတ်မှတ်ထားပေမဲ့အခုဆိုရင်ချွင်းချက်အနေနဲ့ကာကွယ်ရေးအသုံးစရိတ်တွေကိုအဲ့ဒီအကန့်အသတ်တွေထက်ကျော်ပြီးတုံးဆွဲနိုင်မှာဖြစ်ပါတယ်။အရေးပေါ်အခြေအနေတွေမှာစစ်ဘက်ဆိုင်ရာဘတ်ဂျက်တွေတိုးမြင့်နိုင်မှာဖြစ်တဲ့အတွက်နိုင်ငံတွေအတွက်ပိုအဆင်ပြေသွားပါတယ်။တတိယချက်ကာကွယ်ရေးရင်းနှီးမြှုပ်နှံမှုတွေမြင့်တင်ဖို့အတွက်ရည်ရွယ်ချက်ရှိနေပါတယ်။လက်ရှိမှာ EU ကစင်းရဲတဲ့ဒေသတွေအတွက်လမ်းတွေကျောင်းတွေစတဲ့အခြေခံအဆောက်အုံတွေတည်ဆောက်ဖို့အတွက်ရန်ပုံငွေတွေချထားပေမဲ့ကော်မရှင်ကအဲ့ငွေကြေးတွေကိုလက်ခံရရှိထားတဲ့နိုင်ငံတွေအနေနဲ့ သူတို့ရဲ့စစ်တပ်တွေမှာယင်းနှီးမြုံနှံမှုတွေအဆိုပြုထားပါတယ်စတုဒ္ဒချက်ဥရောပယင်းနှီးမြုံနှံမှုပန် EIB အခန်းကဏ္ဍကိုချဲ့ထွင်ပြီးတော့ဗန်ဒါရီတင်ငိမ်မှုကိုထိန်းသိမ်းရင်းစစ်ပတ်ဆိုင်ရာစီမံကိန်းတွေကိုပို့ပြီးငွေကြေးစည်းစင်းစိန်မှာဖြစ်ပါတယ်ပြင်စမအချက်ကပုဂ္ဂလိကယင်းနှီးမြုံနှံမှုတွေကိုလုံဆော်ဖို့အာရုံစိုက်ထားပါတယ်ဥရောပသားတွေရဲ့စုဆောင်းထားတဲ့ဘီလီယံနဲ့ချီတဲ့ငွေတွေကို EU အတွင်းမှာပဲယင်းနှီးမြုံနှံနိုင်အောင်ရည်ရွယ်ထားတာဖြစ်ပါတယ် Capital Market Union ကိုပြီးမြောက်အောင်ဆောင်ရွက်လိုက်တာနဲ့ EU ကတနည်းမှာဘီလီယံပေါင်းများစွာရှိတဲ့အပိုရင်းနှီးမြှုပ်နှံမှုတွေကိုရနိုင်မှာဖြစ်ပြီးတော့ဥရောပကာကွယ်လုပ်ငန်းနဲ့စီးပွားရေးကိုပိုပြီးအားကောင်းလာစေမှာဖြစ်ပါတယ်။ဒါကတော့ EU ရဲ့အစီအစဉ်ပဲဖြစ်ပါတယ်။ဒါပေမဲ့သတိထားမိတဲ့သူတွေအတွက်မေခွန်းတစ်ခုကသတင်းကောင်းစင်တွေမှာအမြဲပါနေတဲ့ယူရို800ဘီလီယံကဘယ်နေရာမှာလဲ။ဝန်ဒါလီယံကိုယ်တိုင်ပြောတာကိုနားထောင်ကြည့်အောင်။အဖွဲ့ဝင်နိုင်ငံတွေကသူတို့ GDP ရဲ့တိကျမှ900ခန့်တော့ကိုပြန်မြတိုးမြင့်လိုက်မယ်ဆိုရင်၄နှစ်အတွင်းယူရို650ဘီလီယံလောက်ရှိတဲ့ ဗန္ဓာယီဆိုင်ရာအခွင့်အလမ်းတွေကိုဖန်တီးလာနိုင်မှာဖြစ်ပါတယ်။ဟုတ်ပါတယ်။ဒီကနန်းတွေကတော်တော်လေးကိုလှည့်စားနိုင်ပါတယ်။ဘာလို့လဲဆိုတော့အခြေခံအားဖြင့်ဒီငွေတွေအားလုံးကအဖွဲ့ဝင်နိုင်ငံတွေစီကနေပဲလာမှာဖြစ်ပါတယ်။ပထမချက်ကနေတဆင့် EU စီကနေယူရို150ဘီလီယံကိုသာချေယူနိုင်ပြီးတော့ကျန်တဲ့ငွေတွေကိုတော့ဒုတိယကနေပြင်ဆင်မှအချက်တွေကလိုမျိုးအဖွဲ့ဝင်နိုင်ငံတွေကိုယ်တိုင်ရှာဖွေရမှာဖြစ်ပါတယ်။အခုချိန်မှာကောင်စီနဲ့လွှတ်တော်ကိုတင်ပြဖို့လိုအပ်နေသေးတာကြောင့်ဒီကိစ္စကိုအပြည့်အဝသဘောတူတာမျိုးမရှိသေးပါဘူး။ ဒီကိစ္စကြောင့်ပဲဥရောပသမဂ္ဂရဲ့စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်တဲ့ဂျာမနီကသမိုင်းဝင်ခြေလှမ်းတစ်ခုကိုလှမ်းလိုက်ပြီးတော့သူ့ရဲ့ကာဝေးမူဝါဒကိုပြန်လည်ပုံဖော်လိုက်ပါတယ်။ဂျာမနီကအကျွေးတွေကိုမကြိုက်ဘူးဆိုတဲ့ကိစ္စကလှုပ်ဝက်ချက်တော့မဟုတ်ပါဘူး။သူတို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာအစိုးရရဲ့ချင်းငွေယူမှုကိုတင်းကျပ်စွာကန့်သက်ထားပါတယ်။ဒါပေမဲ့ဒီတစ်ပတ်အတွင်းမှာဥပဒေရေးဆွဲသူတွေကဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုတစ်ခုကိုအတည်ပြုလိုက်ပြီးကာကွယ်ရေးအတွက် debt rate စနစ်ကိုပယ်ဖျက်လိုက်ပါတယ်။ဆိုလိုတာက GDP ရဲ့တိရခိုင်နှုန်းထက်ကျော်လွန်တဲ့စစ်ပတ်ဆိုင်ရာကုန်ကျစရိတ်အလုံးက ချင်းဝင်ကန့်တက်ချက်တွေအောက်ကနေကင်းလွတ်သွားမှာဖြစ်ပါလေဥမာအပြင်2024မှာ GDP ရဲ့တည်ရခိုင်နှုန်းကယူရို53ဘီလီယံခန့်ရှိပြီးတော့အဲ့ပမာဏထက်ပိုများတဲ့ဘလူကုန်ကျစရိတ်ကိုမဆိုချင်းဝင်ယူပြီးငွေကြေးထောက်ပံ့နိုင်မှာဖြစ်ပါလေအဲ့ထက်မှာဂျပန်စစ်တပ်ရန်မုံငွေအရက်ဖက်ကာကွယ်ရေးစိုက်ဘာလုံခြုံရေးထောင်လိုင်းရေးဝန်ဆောင်မှုတွေနဲ့ယူကရိန်းတို့စစ်ရေးကူညီတွေပါဝင်ပြီးဂျာမနီရဲ့ဆယ်စုနှစ်တွေအတွင်းကြီးမားဆုံးကာကွယ်ရေးမူဝါဒပြောင်းလဲမှုကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ဥရောပကလာမယ့်နှစ်တွေအတွင်းမှာ ထရီလီယံနဲ့ချီရဲ့ယူရိုတွေကိုကာဝယ်ရေးမှာတုံးဆွဲတော့မယ်လို့ယူဆလို့ရပါတယ်။ဒါပေမဲ့ဒီကိစ္စမှာအရေးကြီးတဲ့မိကုံးကဒီငွေတွေအားလုံးကတကယ်တမ်းဘယ်ကိုရောက်သွားမှာလဲ။အမှန်တမ်းဖြေရမယ်ဆိုရင်တော့ဒါတွေကိုအပြည့်အဝမသိသေးပါဘူး။ဒါပေမဲ့လွန်ခဲ့တဲ့လင်းနေအတွင်းဒီငွေတွေစီးဆင်းနေတဲ့နေရာတွေကိုကြည့်ကြည့်လို့ရပါတယ်။ဒီစရားမှာဆိုရင်အဝါရင့်အောင်ကမေဂန်ကနေတင်သွင်းတဲ့လက်နက်တွေကိုကိုစားပြုပြီးပို့ပြီးဖျော့တဲ့အကြောင်းကကမ္ဘာတခြားနိုင်ငံတွေကနေတင်သွင်းမှုတွေကိုပြသထားတာပါ။မြင်ရတဲ့အတိုင်းမေဂန်ကနယ်သာလန်အီတလီဆွီဒင်လိုမျိုး EU နိုင်ငံတွေနဲ့ နော်ဝေးဗီဒိန်တို့လို EU မဟုတ်သောနိုင်ငံတွေမှာပါလွှမ်းမိုးနေတာပါ၂020ကနေ2024တွင်အမေရိကန်က NATO ဥရောပအဖွဲ့ဝင်တွေရဲ့ဝယ်ယူထားတဲ့လက်နက်အားလုံးရဲ့64ရာခိုင်နှုန်းကိုထောက်ပံ့ပေးခဲ့ပြီးအရင်၅နှစ်နဲ့ရှင်မဲ့ဆိုရင်တိတိတတ်တာတိုးလာတာဖြစ်ပါတယ်ဒီလိုအလေးထားကမကြောင်မီတွင်မှာတော့ပြောင်းလဲသွားမှာမဟုတ်ပါဘူးဥပမာ F35 တိုက်လေယာဉ်ကိုကြည့်မယ်ဆိုရင်ဥရောပမှာလိုအပ်ဆုံးလေယာဉ်လို့တောင်ပြောလို့ရပါတယ်ဒါပေမဲ့ပြဿနာကအစားထိုးစရာမရှိနေတာပါကာကွယ်ရေးဝန်ကြီးတွေရဲ့အဆိုအရ F35 ကအမြန်တော့ကိုပြောင်းနိုင်စွမ်းနဲ့ ရေရာစွမ်းရည်တွေမှာသူ့ရဲ့ပြိုင်ဘက်လေရင်တွေထက်တာလွန်နေပါတယ်တဲ့ပြင်သစ်ထုတ် Raven နဲ့စီဒင်ထုတ် Griban လိုမျိုးဥရောပဒုတွေကရွေးချယ်စရာတွေရှိပြီးရေရှည်မှာဈေးသက်သာပေမဲ့ Megan ထုတ်တိုက်လေရင်နဲ့စွမ်းရည်ပိုင်အလုံးမှာမမီပါဘူးဒါကဥမာတစ်ခုပဲရှိပါသေးတယ်ကာကွယ်ရေးကဏ္ဍအမျိုးမျိုးမှာဥရောပအနေနဲ့ Megan ထုတ်ပစ္စည်းတွေပေါ်အလွန်မင်းမိခိုနေရတော့မှာပဲဒီ trillion ချီတဲ့ကာကွယ်ရေး budget ရဲ့အများဆုံးအပိုင်းက Megan လက်နဲ့ထုတ်လုပ်သူတွေစီကိုတိုက်ရိုက်ရောက်သွားမှာကတော့မလွဲမသေးပဲဖြစ်ပါတယ်ဒီငွေတွေကတကယ်တမ်းဘယ်လိုရောက်သွားမလဲဆိုတာနဲ့ပတ်သက်ပြီး စိုးရိမ်တဲ့ကိစ္စ၄ခုရှိပါတယ်ပထမတစ်ချက်ကနာခဲ့မှာဥရောပအနေနဲ့အမေရိကန်ပစ္စည်းတွေကိုအများပြားဝယ်ယူဖို့လိုအပ်ပေမဲ့ရရှိမှာလွတ်လပ်မှုရဖို့အတွက်လည်းရင်းနှီးမြှုပ်နှံဖို့လိုအပ်ပါတယ်အက်တာဒီဖိုင်းနဲ့ရှင်နိုင်တဲ့ဥရောပတို့တိုက်လေရင်တစ်ခုဆောက်လုပ်ဖို့ကအမေရိကန်တို့ကိုဝယ်ယူလာတဲ့ပိုပြီးဈေးကြီးနိုင်ပေမဲ့ဒါကကုန်ကျစရိတ်တစ်ခုတည်းကိုပဲကြီးလို့မရပါဘူးကျွမ်းကျင်မှုတိစောက်ခြင်းအလုတ်ကင်များဖန်တီးခြင်းနဲ့အရေးကြီးတဲ့ကာဝေးအခြေခံအဆောက်အုံတွေဖွံ့ဖြိုးလာဖို့အတွက်ဖြစ်ပါတယ်ဥရောပမှာအဆင့်မြင့်စနစ်ပညာတွေထုတ်လုပ်ခြင်းရဲ့အရေးချေကျိုးကျေးဇူးတွေက တင်သွင်းကုန်တွေပေါ်မီခိုလိုက်တာနဲ့ငွေလေးနည်းနည်းချွေတာလိုက်တာတဲ့ပုံများပါတယ်ဒုတိယတစ်ချက်ကဘယ်ဥရောပနိုင်ငံတနိုင်ငံတွေကနေအမေရိကန်ဒါမှမဟုတ်တရုတ်လိုမျိုးအရာအလုံးမှာကျွမ်းကျင်နိုင်တဲ့အခြေအနေနဲ့ဘတ်ဂျက်မရှိပါဘူးဒါပေမဲ့နိုင်ငံတစ်ခုချင်းစီကအရာအလုံးကိုတည်တံ့လှုံ့ဆော်မှုကြိုးစားမဲ့စားဥရောပနိုင်ငံတွေကသူတို့ရဲ့အထူးကျွမ်းကျင်တဲ့အပိုင်းတွေမှာအာရုံစိုက်တင်ပါတယ်ဒီလိုလှုပ်လှိုက်တာကရုရှားဒါမှမဟုတ်အမေရိကန်လိုမျိုးအာရန်ကောင်းတဲ့စစ်တပ်နဲ့တူမှာမဟုတ်ပေမဲ့အကုံလုံးကိုတပြိုင်တည်းကျွမ်းကျင်အောင်လေ့ကျင့်နေတဲ့စစ်တပ်ဒေသ29ခုထက်တော့ပိုပြီးထိရောက်နိုင်ပါတယ် တတိယတစ်ချက်က EU နိုင်ငံတခုချင်းစီကသူတို့ရဲ့စစ်ပစ္စည်းကိရိယာတွေကိုတီးတန့်ဝယ်ယူမယ်ဆိုရင်ကုန်ကျစရိတ်လည်းမြင့်တက်မယ်ထုတ်လုပ်မှုနှိမ့်ခွင့်မယ်ပြီးတော့မညီမညွတ်တဲ့ဆံမမီးတဲ့စစ်တပ်တခုဖြစ်သွားနိုင်ပါတယ်ဒီလိုကိစ္စကြောင့် EU ကော်မရှင်ကာကွယ်ရေးစီစဉ်ရဲ့ပထမချက်ကအရေးကြီးနေရတဲ့အကြောင်းရင်းဖြစ်ပါတယ်တောင်းဆိုမှုတွေကိုစုပေါင်းလိုက်ပြီးရေရှည်အမစာတွေကိုအာမခံထားလိုက်မယ်ဆိုရင်ဥရောပကုမ္ပဏီတွေအနေနဲ့လည်းကြိုတင်စီစဉ်နိုင်မယ်ထုတ်လုပ်မှုကိုလည်းမြင့်တက်နိုင်မှာဖြစ်ပြီးလိုအပ်တဲ့ဆက်ယုံတွေကိုဥရောပမှာပဲတည်ဆောက်နိုင်မှာဖြစ်ပါတယ် စတောက်တာတစ်ချက်ကဥရောပနိုင်ငံအချို့ကအကျွေးနုံထဲမှာအတော်လေးနင်းနေပြီဖြစ်ပြီးတော့ဒီလောက်များတဲ့အကျွေးတွေယူလိုက်တာကဘန်ဒါကြီးမတည်ငြိမ်မှုကိုဖြစ်စေနိုင်ပါတယ်ဒီလိုမဖြစ်အောင်လုပ်ဖို့နီလန်းတစ်ခုကတော့ဒါကိုကင်တွင်နိုင်တဲ့နိုင်ငံတွေကိုတတ်မှတ်ထားတဲ့ချင်းငွေတွေကိုခွင့်ပြုလိုက်တာမျိုးဒါမှမဟုတ်ငွေကြေးအခက်အခဲတွေမျှဝေဖို့အတွက် EU ကာကွယ်ရေးစာချုပ်တွေနဲ့မိတ်ဆက်ပေးတာမျိုးတွေလုပ်လို့ရပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်ခင်ဗျာ